ဟယ်လိုအားလုံးပဲမိလာပါဒီနေ့ပိတ်ရက်လေးမှာတော့စကောလာမြောက်ဖျားအလားပါဆုံးနေရာလေးတွေကိုလိုက်ပြပေးပြီးတော့မှစကောလူမျိုးတွေအကြောင်းပြောပြပေးတော့ပါမယ်ဒီ blog လေးကတော့မနေ့စာစာရင်းနဲ့ရလာတဲ့ idea လေးပေါ့နော်စကောလန်ဆောင်းတွင်းမှာနေထွက်တဲ့နေ့တွေကအရန်ကိုတန်ဖိုးရှိပါတယ်တန်ဖိုးရှိတဲ့နေ့လေးမှာအိမ်တွင်းမအောင်ပဲအပြင်ကိုထွက်သင့်ပါတယ်ရိုးစစ်တွေတန်ပါဖို့နေအောင်ကြီးနဲ့ထီးတွေးစို့ကဲဒီနေ့ကတော့စိတ်ပါလက်ပါလူလေးနဲ့တူအောင် ပြင်ဆင်ပြီးတော့မှထွက်ပါမယ် ကျွန်မတီးခဲ့ရတဲ့ Scottish လူမျိုးတွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်သူတို့တွေကအရန်ကိုစိတ်ချမ်းသာကြတဲ့လူတွေပဲဖြစ်ပါတယ်။တောင်ပေါ်သားတွေလူတွေကတော့ကြမ်းမိမဲ့စိတ်ရင်းကတော့ကောင်းကြတယ်။ဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းကြတယ်။ရိုးရှင်းတဲ့ပြိုင်ချင်းဆိုင်ချင်းနဲ့စိတ်မရှိဘူး။ကျွန်မကပဲဒီမှာသူတို့နဲ့မတူပဲတမူထူးခြားနေလို့လားတော့မသိဘူး။အပြင်ထွက်ပြီးဆိုလို့ရှိရင် Hiya How you doing? ဆိုပြီးအမြဲတမ်းနှုတ်ဆက်ခံရတယ်။ဇိန်းနေဆိုပေမဲ့လည်းအပြင်ထွက်လိုက်တာနဲ့ပြုံးပြတယ်နှုတ်ဆက်တယ်အဲ့လိုမျိုးပေါ့။တောင်တန်းတွေဘက်ကိုအရင်လိုက်ပြမယ်နော်။ ကဲဒီနေ့ကတော့ Scott Town တန်းလေးကို site ကနဲ့ဒိုးมาပဲဖြစ်ပါတယ်ချမ်းလေချမ်းလေဒီတောင်တန်းလေးကိုကြော်ပြီးမှအရန်လာပတဲ့ကံယူတန်းလေးစီရောက်မှာပြီးတော့ဒီကလူတွေကသူ့ဘာကိုအပြစ်ပြောမှဝင်လေတဲ့လူတွေလို့လည်းမြင်မိတယ် ဆိုင်ထဲမှာတုံယုံတန်ယုံအမားလုံးပြီးရဖြစ်ရတွေဆိုလို့ရှိရင်ဒီမှာဘသူမှအော်ကြီးဟစ်ကြယ်တွေမဖြေရှင်းကြဘူးစင်ကာပူမှာဆိုရင်ဒီလောက်ဖြစ်ရဆိုရင်ဇပွဲကုံကိုလက်သေးတွေနဲ့ထုတယောက်နဲ့တယောက်လက်ညိုးတွေထိုးမင်းကြောင့်သူ့ကြောင့်ဆိုပြီးတော့မှအပြစ်တွေပုံချကြတာကိုကျမကမြင်ဘူးထားခဲ့တဲ့လူဆိုတဲ့အခါကျတော့အမ်ဆိုင်ထဲမှာပွဲကြီးပွဲကောင်းတွေတွေးရတော့မယ်ဆိုပြီးတော့မှတွေးထားတကယ်တမ်းကျတော့ကာယကံရှင်ရှိလဲရောက်ရောဘာမှလည်းမပြောဘူး ဟုတ်တယ်မားသွားတယ်ဒါမားသွားတယ်နောက်မဖြစ်အောင်ငါတို့ကြိုးစားရမယ်ဒါပဲပြောတယ်ကျမရှိမှာကတော့လူကြီးတွေကလည်းအင်းဒါမျိုးမဖြစ်သင့်ဘူးပေါ့နော်မားသွားတယ်တော်တော်လေးကိုအသုံးမကျတဲ့ဖြစ်ရပဲအဲအဲ့လိုမျိုးတွေကတော့ပြောတယ်တကယ်တော့မားသွားတဲ့ကောင်ရှိရောက်ရင်အဲ့လိုလေးသမ်းမာမာနဲ့ကိုမပြောတာမီတီမှာအလုံးကိုတော့ငါတို့မားသွားကြတယ်သူကြောက်မာသွားတယ်မင်းကြောက်မာသွားတယ်လုံးဝမပြောငါတို့ဆိုတဲ့စကလုံးမျိုးကိုပဲရွေးပြီးတုံးတာပေါ့နော် ကျမဆိုရင်အရန်ကိုစိတ်ရတာစင်ကာပူကပါလာတဲ့ဗီဇအတိုင်းပေါ့နော်တချို့ sub contractor တွေ site ထဲမှာအမားလုပ်ပြီးဆိုလို့ရှိရင်ကျမကတီးထားတာလာကုန်လို့ရှိရင်ဒီကောင်တွေကိုပတ်စံပေးတဲ့အချိန်ကျရင်အဲ့ဒီအတွက်ပတ်စံတွေကိုဖြတ်မယ်ဆိုပြီးတော့မှဟာအဲ့အချိန်ကျရင်ကျမတထေးကမလုံနဲ့မဖြတ်နဲ့အားလုံးပြီးမှရှင်းမယ်မင်းလိုလုံလိုက်မနဲ့ဖြန်ကျရင်အဲ့ကောင်တွေအလုံးမစင်မဲနေမယ်မလုံနဲ့မလုံနဲ့အဲ့လိုပဲပြောတာအဲ့လိုအမားမျိုးတွေနောက်မဖြစ်ရအောင်ဘာလုပ်လဲဆိုတော့သင်ခန်းစာယူရအောင် site ထဲမှာ လက်ဆန်လန်ရဂျစ်စတာကြီးရှိတယ်အဲ့ထဲမှာမှတ်တမ်းတင်ထားရတယ်ဒါပဲရှေ့မှာကုံစုံဆိုင်လေးတစ်ဆိုင်သွေးလို့ကလပဲဝင်ဝင်လိုက်အောင်မအဲ့ကုံစုံဆိုင်လေးရဲ့ရှေ့မှာ memorial sign book လေးသွေးလို့သွားဖတ်ကြည့်လိုက်တာဒီနေရာမှာဒုတိယကဘာစစ်တုံးကပေါ့နော်ကုံတင်တင်ပေါ်တစီမြုပ်ခဲ့တာလူပေါင်း42ယောက်စလုံးအကုန်လုံးအသက်ဆုံးရှုံးခဲ့ရတယ်တဲ့စစ်ကြောင်မဟုတ်ဘဲနဲ့ဆောင်းရသည့်လေပြင်းကြောင်မို့လို့ကြောက်ဆောင်နဲ့တိုက်ပြီးတော့မှမြုပ်ခဲ့ရတာတဲ့ ကုံစုံဆိုင်ထဲမှာတော့ထုံးစံအတိုင်း Scottish တွေရဲ့ Haggis တို့ Black Pudding Sausage မကြိုက်ကဲလိုအပ်တော့ကလဘဲရဲ့အုတ်ရဲ့ဒါပဲဝယ်လာတယ်။ကဲဒါပြီးဒီနားမှာကမ်းခြေတစ်ခုရှိရဲ့ Antiniva Beach ကိုသွားမယ်။ဟာရှေ့မှာမောင်တိုးလမ်းလေကောင်မှရက်နေလို့ရက်ဆောင်ရသေးရဲ့။အဲ့ကောင်ကလူပန်းဝါတာလားတိုးပန်းဝါတာလားပင်လေပြင်းကြီးကလည်းအခုလိုအချိန်ကြတော့လဲလာပါပြီးတော့မှလိုင်းကြီးလေထန်တုံးကကြတော့လဲ လူပေါင်း42ယောက်ရဲ့အသက်ကိုဒီနေရာမှာနှုတ်သွားခဲ့တယ်ပေါ့နော် dead body 29ယောက်လောက်ကိုကတော့ရွာသားတွေကတွေ့ပြီးတော့မှဒီရွာလေးမှာပဲမြုပ်နှံတကြူပေးခဲ့တယ်တဲ့ရွာသားတွေဆိုလို့စဉ်းစားနေတာအခု2025မှာတောင်မှလူနေအိမ်ကြီးက30တောင်မပြည့်ဘူးဆိုတော့ဒုတိယကဘာစစ်တုံးကဆိုရင်စဉ်းစားတာကြီးလိုက်တော့ကျမကတော့ကြိုက်တယ်ခီးသွားတူရစ်တွေနဲ့ပြည့်မနေပဲနဲ့ပေါ့နော်ဒီလိုနေရာမျိုးမှာလောကကြီးကတဘာဝရှုခင်းတွေကိုမင်းတယောက်တည်းအတွက်အဝခံစားစမ်းဆိုပြီးပေးထားသလို feeling မျိုးကိုကြိုက်နေတာ ိတ်ဆိတ်ငြိမ်သက်ပင်လယ်လိုင်းတန်ကလွဲလို့ရှိရင်ဘာသာမှမကြားရဘာပေါ်လို့ရှင်မှမရှိတဲ့နေရာမျိုးကျမအခုလိုရဲရဲတင်းတင်းရှောက်သွားရင်းနေတယ်ဆိုတာလေအကြောင်းရင်းတစ်ခုရှိတယ်။ကျမအရန်ကြောက်တဲ့တတ္တဝါမွေမရှိဘူးဆိုလို့ရှောက်သွားရင်းနေတာ။စကောလာမမွေမွေနဲ့တူတော့တတ္တဝါလုံးဝမရှိပါဘူးတဲ့အေးလွန်းလို့ Scottish တေကြောင့်ပြောပြနေရတောင်ပဲရောက်သွားရည်လည်းမသိဘူး။ Scottish တင်တဲ့ communication လုပ်ဖို့အတွက်ကကြတော့အရန်ကိုခက်ခဲခဲ့ပါတယ်အချိန်တိုင်းတာတစ်ခုအထိဖြတ်တန်းခဲ့ရတာပေါ့နော်အဓိကပြဿနာကတော့သူတို့ရဲ့ strong accent အကြီးကျယ်ပြဿနာပေါ့နော်အဲ့ဒါအဥပမာပြောရမယ်ဆိုရင်ကတော့ဗောနောဟိုဘိတ်သူဘိတ်သားတွေမြန်မာစကားပြောနေတယ်လို့မျိုးဗောနောသူတို့ကလည်း English ကိုဘိတ်သူဘိတ်သားတွေလို့မျိုးပြောတာရောက်စတော့ကဆိုရင်အဲ့မှာတိုင်ပတ်တာပဲ မီတင်းဆိုရင်တက်ကိုမတက်ချင်ဘူးအမှမီတင်းထဲမှာပြောနေတာတွေဘာတလုံးမှနားမလည်ဘူးဘာတွေပြောလို့ပြောနေကြမှန်းလည်းမသိဘူးအဲ့ဒီအချိန်တုန်းကဆိုရင်စိတ်တွေညစ်ပြီးတော့မှအငွေပါပြန်ပြီးပျောက်သွားခြင်းတာအဲ့တုန်းကစဉ်းစားပြီးတော့ငါလူစကားနားမလည်လို့အလုတ်ပါအဖြုတ်ခံရတော့လေမလားဆိုပြီးတော့မှခဏခဏစဉ်းစားမိတာအဲ့လိုပဲအိုးနင်းခွန့်နေတဲ့ဖြတ်ကျော်လာခဲ့တာအချိန်တိုင်းတာတစ်ခုထိရောက်တော့အခုဆိုရင်70%လောက်ကတော့နားလည်နေပြီပေါ့နော် ဒါရီပါဆိုင်လောက်ကတော့ဝါချရတာပေါ့နော်ထုံးစံအတိုင်း i i နဲ့ Scottish တွေက yes ဆိုလို့ရှိရင် i i လို့သုံးတယ်နားမလဲတဲ့အပိုင်းတွေကကျတော့အဲ့လိုပဲ i i နဲ့ဖြတ်သန်းလာခဲ့တာအလုံးတော့ဖြစ်တယ်ဗျာကဲနောက်နှစ်ထပ်ခဲ့ကတော့90%လောက်အထိနားလည်ဖို့အတွက်စူးစမ်းမျှော်လင့်ထားတယ်ပေါ့နော်ဟိုကုံတင်သင်္ဘောကြောက်ဆောင်နဲ့တိုက်ပြီးမြုပ်တယ်ဆိုတာမြုပ်လောက်တယ်6ကဘာတွေကတကယ်ကိုကြောက်ဆိုင်ကြောက်ပါကြီး ကဲဒီနေ့ကျမရဲ့အတွေ့အကြုံ sharing လေးကတော့ဒီလောက်ပါပဲအားလုံးပဲတတကျေးဇူးအများကြီးတင်ပါတယ်